ကင်းပြည်နယ်မြောက်ရီမြို့ဘက်ကနေဆင်းလာတဲ့ကုန်ကား800လောက်ကိုဖက်အံမြို့မှာစစ်ကောင်စီရဲ့တရားမဝင်ကုန်စီတိုက်ဖျက်ရေးအဖွဲ့ကမတ်လအစောပိုင်းကစပြီးတော့ဖမ်းဆီးစစ်ဆေးနေတာလို့ကုန်တယ်တွေကပြောပါတယ်တရားမဝင်ကုန်ပစ္စည်းနဲ့သွင်းကုန်ပို့ကုန်ဂျူတီစာရွက်ကိုအဓိကထားစစ်ဆေးနေတာလို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့ကုန်ကားသမားတယောက်က RFA ကိုပြောပါရတယ်။သူကတော့အပြင်းအထန်ကြောင့်အပြင်းအထန်ကြောင့်ဖမ်းတယ်။အတီး900ကျော်ဖမ်းတာဟိုဆက်မြေကြီးဝါးကလည်းဒီအဲ့တော့အဲ့တော့မှစဖမ်းတာ။ အပီ300ကတော့လုံးဝအဆန်းဆန်းသိနေတယ်ဆက်ရအပီ400လောက်လို့လောက်ကသူတင်နေနေရတဲ့ပြည်ကြီးရယ်အဲ့တော့ဘယ်နည်းတော့တော့ဘူးပန်းတာရှိပြီးမှပန်း တရားမဝင်ကုံစီတင်ပို့မှုတိုက်ဖျက်ရေးကော်မတီခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကဖေဖော်ဝါရီလ29ရက်နေ့ကော်မတီအစည်းအဝေးမှာတရားမဝင်ကုံစီတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးဖို့ပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုဇက်တိုက်ဖမ်းဆီးနေတာပါဒီလိုဖန်ဆီးနေတာကြောင့်ကုန်တင်ပို့တာတွေရက်ထားရတယ်လို့လုံခြုံရေးအရာအမည်မဖော်လို့တဲ့မြောက်ရီမြို့ကုန်တယ်တယောက်က RFA ကိုပြောပါတယ်။ဟိုအချိန်ကဘာမှမသိရသေးဘူး။ဦးဖန်အားဖန်လာတဲ့ကားတွေရတဲ့အချိန်ကဘလို့ရှိမှန်းဆိုတာသင်က မပြရသေးတဲ့ပုံမှန်မှာတော့အကုန်လုံးကတော့လေကြက်တက်အောင်လာတာပေါ့နော်ထိုင်အောင်လည်းဖမ်းတယ်ကျွန်တော်တို့ဟိုကျွတ်တက်ဖို့ပတ်ပါလေဖမ်းတာပဲဟိုတာချီလေးပတ်ပါလေဖမ်းတယ်တောင်ကြီးမှလည်းဖမ်းတာပဲဒါကတော့အများဆုံးကတော့ဖမ်းတွတ်သွားတော့ပေါ့နော်ကုန်ပစ္စည်းတင်ပို့မှုရပ်တန့်နေတာကြောင့်ဈေးနှုန်းမြင့်တက်ပြီးပစ္စည်းပြက်လက်တာတွေဖြစ်လာနိုင်တာကြောင့်ဒေသခံတွေရဲ့အခက်အခဲကြုံလာနိုင်တယ်လို့ကုန်တယ်တွေကပြောပါတယ် ်စစ်ကောင်စီကကာကွယ်ပူးပေါင်းတပ်တွေဝင်ငွေရနေတာကိုဖျက်တောက်ဖို့ကြိုးပမ်းနေတာလို့ကရင်မျိုးသားအစည်းအရုံး KNU ပြောခွင့်ရသူဘရူဆော့တော်နီက RFA ကိုပြောပါရတယ်။ အာသူတို့လုတ်ချင်တာကတော့ကျွန်တော်တို့ဝင်ငွေတွေမရှိတော့အောင်ဆိုပြီးတော့ဒီကားသမားတွေလုပ်ငန်းရှင်တွေကျွန်တော်တို့စီကိုမလာရဲတော့အောင်ကုန်သွယ်မှုမလုပ်တိုင်းတော့ရှောက်လုတဲ့သဘောပါ KNU နဲ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာမြဝရီကနေကော့ဂရိတ်အထည်အာရှလမ်းမကြီးကိုထိန်းချုပ်ထားပြီးတော့ကုန်ကားတွေကိုအခွန်ကောက်ခံတာတွေရှိတယ်လို့လဲဆိုပါတယ်အမည်မဖော်လိုတဲ့စစ်တပ်အရာရှိဟောင်းတယောက်ကလည်းတရားမဝင်ကုန်သွယ်မှုကနေကာကွယ်ရေးတပ်တွေစီကိုဝင်ငွေမစည်းစင်းအောင်နဲ့နိုင်ငံတော်အခွန်ငွေရရှိအောင်အခုလိုဖမ်းဆီးနေတာလို့ပြောပါတယ်လမ်းတစ်လျှောက်မှာ ာက PDF ရော CNU ရောအဲဒီကြီးကောသုံးဖို့တက်ကလည်းပါမှာပေါ့လေအကျင့်တည်းတည်းပါမှာပေါ့နော်ဒီပထမတစ်မျိုးကတော့နိုင်ငံတော်မှာအခွန်ရော်နေလူဒုတိယတစ်မျိုးကတော့နိုင်ငံတော်ဟလာဆန့်ကျင်တိုက်ခိုက်နေတဲ့လူတွေရဲ့အတွက်ကိုဟလာကျွန်တော်ကဟလာကဒီတန်တာငွေကြေးတောင်းတင်းမှုဖြစ်လာလို့အဲဒီကြောင့်နှစ်ကြောင်းနဲ့ကျွန်တော်တို့အဓိကတားဆီးရတယ်လို့ကျွန်တော်တို့ယူဆပါတယ်နော် ဖေဖော်ဝါရီလအတွင်းနိုင်ငံတော်အမှတရားမဝင်ကုန်စည်တင်ပို့မှု66မှုအထိအမှုဖွင့်လှစ်ခဲ့ပြီးတော့ကုန်ပစ္စည်းတန်ဖိုးငွေကျပ်တန်း9000ကျော်ဖန်ဆီးရမိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မတ်လ10ရက်နေ့ကနေ10ရက်နေ့အတွင်းတရားမဝင်ကုန်ပစ္စည်းတန်ဖိုးငွေကျပ်တန်း1000ကျော်ထပ်မံဖမ်းမိခဲ့တယ်လို့လည်းစစ်ကောင်စီရဲ့သတင်းစာတွေမှာဒီကနေ့ဖော်ပြထားပါတယ်ရှင်။